Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့ဒီဗီဒီယိုဖိုင်မှာတော့ငါးကြီးစီနဲ့ပတ်သက်တဲ့အကြောင်းကိုပြောကြည့်ကြရအောင်အရက်ခေါ်ငါးကြီးစီမှာကျွန်တော်တို့အမျိုးအစားနှမျိုးရှိပါတယ် Fit Wine လို့ခေါ်တဲ့ငါးစီနဲ့ Good Liver Wine လို့ခေါ်တဲ့ငါးကြီးအသေးစီဆိုပြီးတော့ရှိတာပဲဖြစ်ပါတယ်ငါကြီးစီကယနေ့ခင်မှာလူကြိမ်များတဲ့ကျမကြီးဖြစ်စွာရတဲ့ကတခုလေးဖြစ်ပါတယ် ူတော်တော်များများကငါးစီ fish wine နဲ့ငါးကြီးအသေးစီ goat liver wine ကိုကိုယ်ကိုယ်ပြပြမသိကြပါဘူး။ကျွန်တော်ဒီဗီဒီယိုဖိုင်မှာတော့အဲ့ဒီနှစ်ခုကိုကိုယ်ကိုယ်ပြပြနားလည်စေဖို့ပြောပြပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့အများအားဖြင့်ဖြည့်စွက်ငါးစီ fish wine တွေကိုအရက်ခေါ်ရငါးကြီးစီလို့တင်ကျဲစွာခေါ်ဆိုကြပါတယ်။ fish wine ဖြည့်စွက်စေးတွေကိုငါးစီခေါ်မှသာအမှန်ပဲဖြစ်ပါတယ်။ငါးကြီးစီလို့မခေါ်ရပါဘူး။ ကိုလီဗာအိုင်းဖြစ်စစ်စာငါးကြီးအသေးစီကသာငါးကြီးစီလို့ခေါ်ဆိုရမှာပဲဖြစ်ပါတယ်ကျွန်တော်အရက်ခေါ်နေတဲ့ဒီဗီဒီယိုဖိုင်မှာတော့ငါးကြီးစီလို့ပဲကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒီငါးကြီးစီထဲမှာမှာပေါ့နော်ကျွန်တော်ရွေးချယ်ဖို့ fit wine နဲ့ကိုလီဗာအိုင်းရဲ့ကွာခြားချက်အကြောင်းကိုသိစေအောင်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရင် fit wine နဲ့ပတ်သက်တဲ့ဘောနော်ဒီ၅စီနဲ့ပတ်သက်တဲ့အရာတွေကြောင့်မျှဝေထားတဲ့နေရာမှာအရက်ခေါ်အနေနဲ့၅ကြီးစီလို့အကုန်ခြုံပြီးပြောပြခဲ့တာပဲဖြစ်ပါတယ် မဲဆွေတော်အနေနဲ့ဒီလောက်ဆိုလို့ရှင်အခေါ်ဝအမှန်တွေကြောင်းဒီလောက်မယ်ကျွန်မတွေကျွန်တော်တို့ဒီဆေးဆိုင်တွေမှာပေါ့နော်ဒီငါးကြီးစီဖြစ်ဆက်စာတွေဝယ်တဲ့အခါမှာကျွန်တော်တို့ကွဲကွဲပြားပြားမသိခဲ့ဘူးဆိုလို့ရှင်ကျွန်တော်တို့ဝယ်လိုက်တဲ့ဖြစ်ဆက်စာကတခါတလေအဝယ်မှားတာတွေဖြစ်မိနိုင်ပါတယ် ဘူကွန်တာမမဟုတ်ဘလင်းကွန်မှာ fit oil လို့ရေးထားတယ်ဆိုလို့ရှင်တော့တဟာ၅စီဖြစ်ပါတယ်ကို liver oil လို့ရေးထားတယ်ဆိုလို့ရှင်တော့တဟာ၅ကြီးအသေးစီပဲဖြစ်ပါတယ်အဲ့တော့ဝယ်ယူတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ဘူကွန်ကိုတေချာစစ်ဆေးပြီးမှဝယ်ယူပါမိမိလိုအပ်ချက်နဲ့ကန့်ညီတဲ့အရာကိုသာ ရွေးချယ်ဝယ်ယူတတ်ခြင်းဟာအကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့ငါးစီ fish wine နဲ့ငါးကြီးအသေးစီ goat liver wine အသုံးပြုပုံကြွားချကြအကြောင်းကျွန်တော်တို့ဆက်လက်ပြောကြည့်ကြရအောင်။နံပါတ်၁တစ်ချက်အနေနဲ့ကတော့အစီထုတ်ယူမှုကြွားချချက်ပဲဖြစ်ပါတယ်။ကို liver wine လို့ခေါ်တဲ့ငါးကြီးအသေးစီဟာဒီငါးကြီးငါးရဲ့အသေးရနေမှထုတ်ယူထားတဲ့တိချာငါးစီတစ်မျိုးပဲဖြစ်ပါတယ် သူရဲ့အဓိကအာဟာရတဲ့အနေနဲ့ကတော့ omega 3 fatty acid EPA နဲ့ DHA ပါဝင်မှုအပြင်တခြားဗီတာမင်တွေဖြစ်တဲ့ဗီတာမင် A နဲ့ဗီတာမင် D အများအားပါဝင်ပြီးတော့တခါတည်းအတချို့ထုတ်ကုန်တွေမှာတော့ဗီတာမင် K နဲ့ဗီတာမင် E စသဖြင့်တခြားဗီတာမင်တွေလည်းပါဝင်တတ်ပါတယ် ကျွန်တော်တို့အလွယ်မှတ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ၅ကြိမ်သိစီရောက် omega 3 fatty acid များအပြင်ဒီကအားဖြင့်အစီမပြောင်းဝင်နိုင်တဲ့ဗီတာမင် A နဲ့ဗီတာမင် D မြင့်မားစွာပါဝင်တဲ့၅ကြိမ်စီတစ်မျိုးလို့အလွယ်မှတ်ယူလို့ရပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ၅ကြိမ်စီပေါ့နော် omega 3 fatty acid EPA DHA အပြင်တခြားဗီတာမင်တွေဖြစ်တဲ့ဗီတာမင် A နဲ့ဗီတာမင် D ပါပူးတွဲပြီးတော့ရယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကို liver အိုင်းကရွေးချယ်စရာအကောင်းဆုံးတစ်ခုလည်းဖြစ်ပါတယ်။ fish oil လို့ခေါ်တဲ့ငါးစီပဲဖြစ်ပါတယ်။ငါးစီကတော့ငါးမျိုးစိတ်တွေရဲ့ခန္ဓာကိုယ်တစ်ခုလုံးကနေထုတ်ယူပြီးတော့ဒီကအားဖြင့်တော့ omega 3 fatty acid ကျော်ဝါစွာပါရှိတာပဲဖြစ်ပါတယ်။ salmon tuna mackerel စတဲ့အစီများတဲ့ငါးမျိုးစိတ်တွေကနေထုတ်ယူထားတာပဲဖြစ်ပါတယ်။ဒီကအာဟာရတွေနေနေရတော့ omega 3 fatty acid EPA နဲ့ DHA ပို့ပြီးတော့ပါဝင်มาပဲဖြစ်ပါတယ်ကျွန်တော်ဒီ ကုတ် liver oil လို့ခေါ်တဲ့ငါးကြီးအသေးစီထက်ဒီ fit oil ငါးစီကပိုပြီးတော့ omega 3 fatty acid EPA နဲ့ DHA ပါဝင်မှုမြန်မာမှာပဲဖြစ်ပါတယ်။ကျွန်တော်ဒီနှစ်ခုကိုပေါ့နော်အစီကွာခြားမှုအနေနဲ့အစီထုတ်ယူမှုကွာခြားမှုအနေနဲ့အလွယ်မှတ်မယ်ဆိုလို့ရှင်ငါးစီ fit oil ရောငါးကြီးအသေးစီကုတ် liver oil နှစ်မျိုးစလုံးမှာ omega 3 EPA နဲ့ DHA ပါဝင်ပါတယ်။ EPA နဲ့ DHA ပါဝင်မှုအနည်းများတော့ဝေပြနိုင်ပါတယ်။ ကိုလီဗော်အိုင်းကားတော့တခြားပိတာမင်းတွေပါထပ်တိုးပြီးတော့ပါဝင်มาပဲဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ခနာကိုတွင် အသုံးပြုမှုကွာခြားချက်ပဲဖြစ်ပါတယ်။ ကုတ်လီဗော် IG အသေးစီမှာ Omega 3 EPA နဲ့ DHA ပါဝင်ပါတယ်။အဲဒီအတွက်ကြောင့်မို့နှလုံးကျန်းမာရေးဦးနှောင်းလှုပ်ဆောင်ချက်ကိုထောက်ပံ့ပေးပြီးတော့ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ဂုဏ်သက်တည်တဲ့သူမှာပါရှိပါတယ်။ဗီတာမင်ပါဝင်တဲ့အတွက်ကြောင့်လည်းအမင်အာရုံနဲ့ကိုယ်ခံစွမ်းကိုထိန်းသိမ်းပေးနိုင်ပါတယ်။ဗီတာမင် D ကအရိုးကျန်းမာရေးအပြင်ကယ်လ်ဆီယမ်စုပ်ယူမှုနဲ့ကိုယ်ခံအားလှုပ်ဆောင်ချက်အတွက်ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကိုလည်းရှင်းချပေးနိုင်တယ်။နှလုံးသွေးကြောကျန်းမာရေးကိုထောက်ပံ့ပေးပြီးတော့ rheumatoid arthritis လို့ခေါ်ရဲပေါ့နော်။ဒီအဆင်းမြင့်ရောင်ခြင်းအခြေအနေတွေရှိခဲ့မယ်ဆိုလို့ရှင်လည်းတက်တောင်းကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။ငါးကြီးအသိစီခေါ်ဒီငါးကြီးစီဖြစ်ဆက်စာတွေဟာအိုမီဂါ3ရဲ့လုံဆောင်ချက်ပြင်ဒီဗီတာမင် A နဲ့ဗီတာမင် D ရဲ့ထပ်တိုးလုံဆောင်ချက်တွေကိုပါခန္ဓာကိုယ်ကရရှိခံစားရမှာပဲဖြစ်ပါတယ် ဒီဗီတာမင် A နဲ့ဗီတာမင် D ကိုအစားအစာတွေကနေလည်းရရှိနိုင်ပါတယ်ကျွန်တော်အရင်ဗီဒီယိုဖိုင်နယ်မှာလည်းပြောပြခဲ့တာလည်းရှိပါတယ်ကျွန်တော်ဒီအစားစားတွေကနေဆိုလို့ရှိရင်ဥပမာအနေနဲ့အသေးတော့မုံလာဥနီကြဦးနှစ်စသဖြင့်ရရှိနိုင်ပါတယ်ဗီတာမင် D ကိုတော့နေ့စဉ်ဒီ15မိနစ်ထပ်ပိုပြီးတော့ညောင်ကြီးဖြောဖြောနဲ့ထစ်တွေ့ပြီးရင်တော့မှခန္ဓာကိုယ်ကနေမှဗီတာမင် D ကိုပေါင်းဆက်ထုတ်လုပ်နိုင်နေဆိုတာကိုလည်းသတိထားရပါမယ်ကျွန်တော်နောက်ထပ်သတိထားရမယ့်အချက်ရှိပါတယ် ဗီတာမင် A နဲ့ဗီတာမင် D ဟာအစီမပျော်ဝင်ပြီးတော့ခန္ဓာကိုယ်မှာစုဆောင်းရလွယ်ကူတဲ့အတွက်ကြောင့်မို့အစာအစာကညီလေးရရှိနေတဲ့အပြင်ဗီတာမင် A နဲ့ဗီတာမင် D အများပြားကိုရေရှည်တောက်သုံးပြီးရဲ့နောက်မှာအသေးအဆိပ်သင့်နိုင်ခြင်းမြင့်တက်လာနိုင်နေဆိုတာကိုလည်းသတိချဖို့လိုအပ်မှာပဲဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မို့ကို liver အိုင်းလို့ခေါ်တဲ့ငါးကြီးအသေးစီမတော့မီမှာဗီတာမင် A နဲ့ဗီတာမင် D ကို တခြားအာဟာရဒါမှမဟုတ်တခြားဖြစ်စစာတွေကနေမှရရှိနေတယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ရဲ့လောအပ်တဲ့ပမာဏထက်ကျွလွန်ခြင်းမဖြစ်ရလေအောင်တတိထားပါဆင်ကျင်ပြီးမှသောက်တော့မှတခါတည်းရမှတတိမမှုမိတာတွေရှိတယ်လို့မို့တန်ဆေးလွန်ပေးဆိုတဲ့ဇာကားကိုလည်းအမြဲတမ်းတတိကပါ ငါးစီ fish oil မှာဆိုလို့ရှင် EPA နဲ့ DHA ပေါ့နော် omega 3 fatty acid ဒီ cod liver oil လိုပဲပါရှိတာပဲဖြစ်ပါတယ်သူကတော့ပို့ပြီးတော့ပါရှိမှာပဲဖြစ်ပါတယ်ပို့ပြီးတော့ concentration လည်းပို့ဖြစ်ပါတယ်နှလုံးကြမ်းမာရေးတယ်အုံလုံးလုံးဆောင်ကြက်တယ်ပြီးတော့ရောင်ရမ်းမှုကိုချော့ချပေးနိုင်ပါတယ်ဒီ omega 3 acid ကပေါ့နော်ဒီ triglyceride ကိုရှင်းပြစေပြီးတော့သွေးပောင်ချိန်ကို ျော်နေစေတဲ့အပြင်နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းကာကွယ်ပေးနိုင်ပါတယ်ကိုလက်စတောများတဲ့သူတွေပြီးတော့ဒီနှလုံးရောဂါရှိတဲ့သူတွေအနေနဲ့အထူးကိုဒီအိုမီဂါ3ရကအလုံးကိုအသုံးဝင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ ငါးကြီးစီဖြစ်စေရှိွားရတဲ့အပြင်အစီပြန်းနဲ့ငားရည်နဲ့ပင်လယ်စာတွေကိုစားသုံးပေးခြင်းဖြင့်လည်းအိုမီဂါ3ကိုကျွန်တော်တဘာဝအတိုင်းရရှိနိုင်ပါတယ်။ American Heart Association အဆိုအရကတော့တပတ်လျင်ငားနှစ်ကြိမ်ပေါ့နော်။အထူးသဖြင့်အစီများတဲ့ငားတွေကိုစားမယ်ဆိုလို့ရှိရင်လည်းအိုမီဂါ3ပမာဏကိုကျွန်တော်တို့ဖြည့်ဆွတ်နိုင်ပါတယ်။မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဗောနော်အလိုတကူရရှိနိုင်တဲ့ငစင်ပြဓမ္မမို့ငနီတူငဒလောင်း herring ငါးကျိုးညိုငခုံးညိုပြော်ဒီ ငါကွန်ရှယ်ဆယ်မွန်ဒီငါတတငါလို့ခေါ်တဲ့စာရင်းငါတွေပြီးတူနာငါတွေအော်စတာလို့ခေါ်တဲ့ကမာရီနဲ့ပေါ့နော်ဂုံရောက်တွေလို့ပေါ့နော်ဒီအစီများတဲ့ငါတွေနဲ့ပင်လယ်စာတွေကိုစားသုံးပေးခြင်းဖြင့် omega 3 fatty acid ကိုကျွန်တော်တို့ဖြည့်တင်းပေးနိုင်ပါတယ်ကျွန်တော်ဒီထူးခြားခြားအနေနဲ့ပေါ့နော်ကျွန်တော်တတိထားမဲ့အချက်လေးရှိပါတယ်ကျွန်တော်အရင်ဗီဒီယိုဖိုင်မှာတော့ဒီပြောပြခဲ့တာတွေလေးရှိပါတယ် ဒီ၅စီဖြစ်စစ်စာရေမှာပေါ့နော်တခါတည်းရမှာဒီဖေရဆိုးကျိုးတွေလည်းရှိတတ်ပါတယ်ဘယ်လိုလဲဆိုတော့အစာကျေပဿနာတွေပြီးတော့ဒီရရန်နာတွေလည်းတမတည်ဦးဆိုလို့ရှိရင်ဖြစ်တတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဝေယူတဲ့၅စီရဲ့ပေါ့နော်ဒီအချီသွေးရလည်းအလုံးကိုအရေးကြီးတယ်ဆိုတာကိုလည်းသတိချက်ဖို့လိုအပ်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ၅ကြီးစီမှာ fish oil လို့ခေါ်တဲ့၅စီနဲ့ကို liver oil လို့ခေါ်တဲ့၅ကြီးအသေးစီအောင်သူတို့နှစ်ခုမှာဘယ်ဟာကပိုကောင်းပါသလဲ ဲ့ဒီမေခွန်းအတွက်အဖြေဆိုလို့ရှင်เนาะဘာအဖြေစစ်စဲတော့ရမလဲလို့သိချင်နေတယ်ဆိုလို့ရှင်ဒါမိတ်ဆွေရဲ့ကျမ်းမာရေးအချင်းတွေပေါ်မှာလုံးဝမူတည်နေမှာပဲဖြစ်ပါတယ်။အိုမီဂါ3ပြင်တခြားဗီတာမင် D နဲ့ဗီတာမင် A ရဲ့အကျိုးကျေးဇူးတွေကိုပါမိတ်ဆွေက ပူတွေရယူခြင်းနဲ့ဆိုလို့ရှိရင်တော့ငါးကြီးအသေးစီကို liver အိုင်းကယူချင်စရာတစ်ခုပဲဖြစ်ပါတယ်။တကယ်လို့အလိုမှမဟုတ်ဘူး။မိဆွေကနှလုံးကြမ်းမာရေးကိုဦးစားပေးခြင်းနဲ့အစီအများတဲ့ငါးကိုလည်းလုံလောက်စွာမစားဘူးဆိုလို့ရှိရင်တော့ဒီ fit wine လို့ခေါ်တဲ့ငါးစီကကောင်းတဲ့ယူချင်မှုတစ်ခုလည်းဖြစ်ပါတယ်။တတိထားမယ်တခုရှိပါတယ်ကျွန်တော်ဒီဖြစ်စစ်စေးတခုလေးကိုပဲအာမကိုပါနဲ့တနေ့တာရဲ့အစိုးမကျွန်တော်တို့ရဲ့ဟန်ချက်ညီအောင်လှုပ်ဆောင်ခြင်းကသာအကောင်းဆုံးသောဒီကျမကြီးအတွက် ်ဥတီကျပဲဆိုတာကတော့တည်ထားဖို့လိုအပ်မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုဖိုင်မှာတော့ fish oil လို့ခေါ်တဲ့ငါးစီနဲ့ ကော်လီဗာအိုင်းလိုခေါ်တဲ့ငါးကြီးအသေးစီဒီနှစ်ခုသလုံးမှာဘေဟာကိုရွေးချယ်ဝယ်ယူတင်တယ်လဲတောင်းတုံးတင်လဲဆိုတဲ့အချက်ကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုဖိုင်မှာတော့ကော်လီဗာအိုင်းရဲ့အကြမ်းမာရဲ့အကျိုးကျေးဇူးတွေပေါ့နော်ဒီငါးကြီးအသေးစီကိုတောက်ချင်းအဖြစ်ရရှိလာမယ့်အကြမ်းမာရဲ့အကျိုးကျေးဇူးတွေကိုကျွန်တော်ပြပြဆုံဆုံပြောပြပေးမှာဖြစ်ပါတယ်ဒီကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပြီးတော့ကြာတော့ဂျမားရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိနိုင်မယ်လို့လည်းမျှော်လင့်ပါတယ် ကျမရဲ့အကျိုးကျေးဇူးတဆုံးတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထံတော်ဝန်သာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျမ၏ဘုဒ္ဓတရားတွေ့ပွားပြီးစိတ်ချမ်းသာခြင်း၊ကိုယ်၏ကျမ်းမာခြင်းနဲ့ပြည့်စုံနေကြပါစေ။